ပါအိမ်မဲမကောင်းတာမက်ပြီဆိုလို့ရှိရင်မလုပ်နဲ့ဘုရားကိုရှ िख ိုးလို့ဘုရားကိုအာယုပြုတ်ပြီးတဲ့အခါယန္တုန်နိမိတ်တံအဝမင်္ဂလင်းစယောစာမနာဘောတကုဏတတတ်တော်ပါပက်ခဟောဒုတုပိဏအာဂန္တံဗုဒ္ဓနုဘဝေနဝိတ္တသမိန္တုတရားကိုအာယုပြုတ်ပြီးတဲ့အခါဓမ္မာနုဘဝေနဝိတ္တသမိန္တု တန်ခါကုံကိုအာယုပြုပြီးတန်ခါလူပါဝေနဝိနတမင်တုဆိုရဲဟောဒီကာထာလေးကိုရစ်ပတ်ပြီးတော့စိတ်ထဲမှာနှလုံးသွင်းလိုက်လို့ကုသိုလ်တွေဖြစ်ပေါ်လာလို့ရှိရင်ခုနကပြောတဲ့အရာတွေအကုန်လုံးဟာခြေပြောက်တယ်လို့ပြောတာเนาะဘယ်လိုလုပ်ပြီးတော့ခြေဖြောက်တာတော့ဆိုရင်လည်းနှလုံးထဲမှာမကြည်မလင်ဖြစ်တဲ့အရာတွေဟာဖရတရားတန်ခါကိုအာယုပြုလိုက်တာနဲ့ကုသိုလ်တွေရသွားပြီးရင်လည်းနှလုံးထဲမှာကြည်လင်ရှင်ပြသွားတယ်အဲ့ဒီသဘောနဲ့ နော်ပျောက်တာကိုဆွလို့ဒါကြောင့်မို့လို့ဒုံနိမိတ်တာဆိုတာမကောင်းတဲ့နှမိတ်တွေအဝမင်္ဂလမင်္ဂလာမရှိတဲ့အရာတွေရောစာမနာပေါ်သကုဏ္ဍတာတော်နားထောင်ရတာနော်မနစ်တဲ့ဆရာကောင်းတဲ့ငှက်ရဲ့အတန်လေးငှက်ဆိုးရဲ့အတန်လေးပါပက်ခဟောမကောင်းတဲ့ဂျူစီသာတာစတာခံကြမာတွေ ထုတ်သူပိဏအဂတံနှစ်သက်ဆရာမကောင်းတဲ့အိမ်မဆိုးတွေအဲ့ဒီမကောင်းဘူးလို့လူတွေရဲ့စိတ်ထဲမှာစိတ်ထဲမှာမတန့်လို့မကောင်းဘူးဆိုတဲ့အရာတွေအလုံးဟာမြတ်စွာဘုရားကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်ရဲ့စွမ်းအားနဲ့အလုံးကြည်ပြောက်သွားပါစေလို့တလို့ဆိုတာเนาะအဲ့တော့ဘုရားကိုအာယုံပြုလိုက်လို့ရှိရင်ဘုရားကိုအာယုံပြုလိုက်လို့ရလိုက်တဲ့ကုသိုလ်ဟာ ဗုဒ္ဓသာပူဇံမဟာတိသဝံတော်ဆိုတဲ့အစွမ်းအတ္တိတွေပြည့်ဘုရားကိုအာယုံကြည့်ကြည့်အာယုံပြုလိုက်လို့စိတ်ထဲမှာခြင်နူးပြီးတော့ဘုရားကိုနေထဲမှာစိတ်ထဲမှာခြင်နူးလာပြီဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ဟာအခုပြောခဲ့တဲ့မကောင်းတဲ့အရာတွေကိုယ်အလိုမရှိတဲ့အရာတွေကိုယ်တဏ္ဍာမှာမဖြစ်အောင်ကာဝယ်ဆောက်ရှောက်ပြီးတာဖြစ်ပါတယ်မှန်ကန်တဲ့နိလန်းနဲ့ပြောတာเนาะ